ထဲကိုရောက်တဲ့အခါမှာတော့သူတို့ထင်ထားသလိုမဟုတ်ပဲထွက်ပြေးလာတဲ့ဒိဋ္ဌိအနေငယ်နဲ့နောက်ကလိုက်နေတဲ့မကောင်းဆိုးဝါးတွေကိုတွေ့လိုက်ရပါတယ်။မကောင်းဆိုးဝါးတွေကဒိဋ္ဌိတွေကိုစစ်သားတွေကိုပါတိုက်ခိုက်ပြီးကြိုက်ဖြတ်စားတောက်နေကြတာကြောင့်အလုံးကလန့်နေကြောင်နေတဲ့အချိန် Fanny's ပါအစားခံရတော့မယ့်အချိန်မှာအေဇန်ကဝင်ကယ်လိုက်ပါတယ်။ Holy Siria ကတော့မကောင်းဆိုးဝါးရှိတာကိုမယုံကြည်တာကြောင့်ဒိဋ္ဌိတွေပွဲထဲမှာဆေးသုံးလွင်ပြီးတော့တာရဲတစ်ပိုင်းလူတစ်ပိုင်းပြောင်းသွားတာလို့ထင်နေကြပါတယ်။ ီရှိတူတို့လည်းဒိတ်ထီတွေမကပဲမကောင်းဆိုးဝါးတွေဥပါဂဲနဲ့ထုနေရပါပါဘီအဲ့ချိန်နီနာနဲ့ကတ်စကာရုစီကိုမကောင်းဆိုးဝါးကောင်ကတ်နေရမြင်တော့အီရှိတူတို့ကအောက်ဆင်းပြီးခေါင်းငဲနဲ့ထုခွဲပေးလိုက်ပါတယ်ဟော်လီစီစစ်တပ်တွေရှိနေတာကြောင့်လျှို့ဝဲအပေါက်ကနေထွက်ဖို့လုပ်ပေမဲ့စိတ်ကြိုတွေကတင့်နေပါတယ်ချက်ချင်းပဲအမှောင်တုတွေကတစုံတစ်ခုကစိတ်မသားကိုအချွန်နဲ့ထိုးပေးလိုက်တာမကောင်းဆိုးဝါးကြီးဖြစ်သွားပါတယ်ဒီတော့မှဟော်လီစီကောင်နေမျက်မြင်တွေ့ရပြီးမကောင်းဆိုးဝါးဆိုတာတကယ်ရှိပါလားဆိုတာကိုယုံသွားကြပါတယ် ဆက်မချရဲတော့ပဲထွက်ပြေးကြပြီးအီရှီဒူရူတို့လည်းရောရောင်ပြေးပါတော့တယ်။ကန်ဆိုးရာဤလိန်တယောက်လဲကြပြီးကြံနေခဲ့ပါတယ်။ဒိတ်ကြီးတွေအပြင်ထွက်ပြေးလာရင်စောင့်ဖမ်းဖို့ကြံခဲ့တဲ့ဂျရုံးတို့ဖွဲ့ဟာအလင်းတန်းလေးတစ်ခုဖြတ်သွားတာကြောင့်ဘာလဲဟာဆိုပြီးဖြစ်နေတော့မှာဂက်စ်ကပါဘက်မန်အထာနဲ့ဝုန်းကနေပြေးဝင်ဖြတ်သွားပါတယ်။ထဲမှာမကောင်းဆိုးဝါးတွေဟာကတ်စကောက်မစားရဲပဲစိတ်မသားလင်မယားအရာမျိုးအောင်လို့ဖို့စူးစမ်းနေပါတယ် မွေနဲ့တကူလုံးရစ်ပတ်နေတာကြောင့်အီရှီရိုကမအေလို့နှာဘူးစိတ်ဆိုပြီးဆက်ကြည့်မနေနိုင်တော့ပဲခဲနဲ့ထုဖို့လုပ်ပါတယ်။ဘာအောင်မဂီယူမဆိုင်ပဲခြေလန်းခက်ကြမ်းကြမ်းနဲ့အရှိန်ကိုအားကုန်ပြေးလာပြီးဂတ်စ်ကစိတ်ကောင်းနဲ့မအေဘေးကိုလက်တစ်ဖက်ဖြတ်ပေးလိုက်ပါတယ်။အားလုံးအံ့အားတင့်နေတော့မှပဲပြေးဝင်လာတဲ့မကောင်းဆိုးဟာအကောင်20လောက်ကိုပါဓာတ်နဲ့တစ်ချက်တည်းတစ်ဆက်တည်းရမ်းပစ်လိုက်ပါတယ်။သူတို့နှစ်ယောက်အတွက်တော့နှစ်နှစ်ကြာမှပထမဆုံးပြန်တွေ့ရတဲ့အခိုက်အတန့်ပါ။မကောင်းဆိုးဟာဤနဲ့ဟော်လီစီးစတီတွေရဲ့ဂျားထဲမှာ တက်လာတဲ့ကောင်မှန်သမျှကိုခုတ်ဖို့အသည့်အနေထားနဲ့နေနေလိုက်ပါတယ်။အနောက်ရောက်ဒါသမားကဘာလို့ဒီကိုရောက်နေရတာလဲဆိုပြီးအားလုံးကလည်းအံ့ဩနေကြပါတယ်။ Gas ကဒီကနေထွက်ကြမယ့် Ishido ကိုသူတို့နှစ်ယောက်ကိုအပြင်ရောက်အောင်ခေါ်သွားတော့လို့ပြောတော့ဟုတ်ပြီစိတ်ချစိတ်ချအနောက်မှာပြေးပေါက်တွေ့ထားတယ်။ခမရကျုပ်ပေါ်အကျွေးတင်သွားပြီနော်လို့ Ishido ကလည်းပြန်ပြောလိုက်ပါတယ်။ကြည့်ရတာသူတို့လည်းဒိဋ္ဌိတွေကိုတိုက်ခိုက်နေတာဖြစ်မယ်။ဘယ်လိုလုပ်ကြမလဲ။အနောက်ရောက်ဒါသမားကိုရောဖမ်းမာလာဖန်ဒီဆာမဆိုပြီးစပီကိုကမေးတော့ ါတို့ကတိုက်ပွဲလေမှာရောက်နေရလက်နဲ့မချရတဲ့သူမှန်သမျှအကုန်တက်ပြစ်ဆိုပြီး Fannys ကခေါင်းမာမာနဲ့အမိန့်ပေးလိုက်ပါတယ် Gas ကမကောင်းစွားတွေကိုဖောက်ထွက်ပြီးလျှို့ဝှက်ပေါက်စီကိုသွားဖို့လုပ်နေတော့မှာပဲ Great Cook က Gas ကိုဝင်ချပါတယ်ဒီကောင်က Pseudo Apostle ပါ Pseudo Apostle ဆိုတာကတော့ Apostle စစ်စစ်တကောင်ရဲ့လက်ချက်ကြောင့်လူသားစစ်စစ်ကနေမကောင်းစွားဖြစ်ပြောင်းသွားတဲ့ကောင်တွေကိုပြောတာပါစုံးမအောင်မပေးနိုင်ဘူးငါ့အပိုင်မဲဆိုပြီး Gas ကိုတိုက်ခိုက်ပါတယ် ဆူဒိုအပိုစတယ်ဆိုတဲ့အတိုင်း speed strange တွေကတာမန်လူထက်တော့တာပါတယ်။ Ishiro ကိုသူတို့နှစ်ယောက်ကို baking နဲ့စီခေါ်သွားဖို့ပြောလိုက်ပြီးစိတ်ကအတင်းလိုက်တာကြောင့် gas က cross bow နဲ့ပစ်ချလိုက်ပါတယ်။မင်းကငါနဲ့ gas ကောင်မဝေးဝေးအောင်လုပ်နေရပဲ။မင်းတို့တမန်တော်ကောင်ဒီမှာရှိနေတယ်ဆိုတော့အဖိုးကြီးပြောတာမှန်သားပဲလို့ cross bow ကိုမျှတမ်းနေပြန်ဖြစ်ရင်ပြောလိုက်ပါတယ်။ Craig ရဲ့တိုက်ခိုက်ချက်တွေကိုရှောင်ရင် crossbow နဲ့အဆက်မပြတ်လိုက်ပစ်နေပေမဲ့အယမ်းမြန်တာကြောင့်ထိဖို့ခက်နေပါတယ် မြားတွေမှန်ပြီးမဲ့တိတ်မဖြုံလာကြောင်း gas ကဘုံအသေးစားလေးကိုထုတ်ပြီးတော့မိညိထားလိုက်ပါတယ်။စိတ်မသာအနားကပ်လာတဲ့ချိန်ကိုအန်ကိုက်ဆောင်ရင်းနဲ့ဘုံကိုခေါင်းပေါ်ပြစ်တင်ပေးလိုက်ပြီးပောက်ကွဲမှုတံမခံရအောင်လို့ကိုကိုကူတော့ဓာအပြားနဲ့ကာထားလိုက်ပါတယ်။တမန်တော်တပိုင်းကောင်လည်းဘုံထိပြီးမျက်လုံးမှာကျွတ်ဆောက်ခွက်တစ်ဖက်စုပ်ပြတ်နေတော့မှ gas ကခေါင်းဖြတ်ပြစ်လိုက်ပါတယ်။ gas ကကက်စကာရုနောက်ကိုဆက်လိုက်သွားပြီးဒီအဖြစ်အပျက်ကိုတော့အမှောင်ထဲရနေမျက်လုံးတစ်စုံကထပ်ပြီးစောင့်ကြည့်နေပြန်ပါတယ်။ ဟောလီစီစစ်တပ်ကတော့တာမန်မကောင်းစွားရည်နဲ့တိုက်ပတ်နေကြပြီးဖန်နစ်တယောက်စာပီကိုမတွေ့လို့ဒေါသတွေထွက်နေပါတယ်။ကျိုးဝက်ပေါက်ကနေထွက်လာပြီးကြောက်ကဘာတိုင်းလျှောက်လာတဲ့ gas ကထူးထူးဆန်းဆန်းသူ့ရှိမှစာပီကိုရက်ဆောင်နေတော့တွေ့လိုက်ရပါတယ်။ကျုပ်ခမားကိုစောင့်နေတာအနဲ့အောင်ဓာသမားလို့စာပီကိုကပြောတော့ gas က crossbow နဲ့၃ချက်လောက်ကောက်ထုတ်လိုက်ပါတယ်။တစ်ဆက်တည်းမှာပဲအကာအကွယ်ယူတဲ့နေရာကိုဘုံ၃လုံးလောက်ပါထတ်ချပေးလိုက်တာကြောင့်ကိစ္စရှင်းသွားပြီထင်တဲ့ gas ကဆက်လျှောက်လာပါတယ်။ ဒါပေမဲ့မထင်မှတ်ထားပဲရုတ်တရက်အောက်ကနေဓာတ်နဲ့ပင့်ထိုးတာကြောင့် gas ရှောင်လိုက်ရပါတယ်။ Ishidororo စီမှာတော့လမ်းဆုံးသွားပြီးအောက်ကိုကျိုးနဲ့ဆင်းရမှာမို့ gas ကောက်ဘလို့ချပေးရမလဲစဉ်းစားနေပါတယ်။ Sabiko က gas ကိုလမ်းကန်ရင်အပေါ်ထိတက်လာပြီး gas ကိုလက်နက်တွေဆွဲထုတ်ခွင့်မရအောင်ဇက်တိုက်တိုက်ခိုက်ပါတယ်။ဒီနေရာမှာခမည်းဓာကြီးနဲ့လွှဲခုတ်လို့ရမှာမဟုတ်ဘူး။ခမည်းထက်ဥအောင်လာဆောင်နေလိုက်တာမှန်သားပဲ။ဒီမြေအနေထားမှာကျုပ်ကအခွင့်ရေးတာတယ်။ခမည်းကိုလူအများကြီးနဲ့ဝိုင်းချနေရဘာမှကြိုးမရှိဘူး။ ဓာချက်တစ်ချက်သေးနေတယ်လူ၁၀ယောက်လောက်တည်နေတာခမရမမလေး fannies ကိုဒေါသထွက်အောင်လှုပ်တာအရင်များနေပြီကျုပ်ကိုယ်တိုင်ခမရကိုဒီနေ့ရှင်းပြမယ်လို့ပြောရင်းနဲ့တိုက်ခိုက်တာကြောင့် gas တယောက်ပြန်ချခွင့်မရပဲအနေငယ်ခက်တွေ့နေပါတယ်ဒီကောင်အပြောကြီးရတက်တက်ပဲမဟုတ်ဘူးဓာရေးလည်းအတော်ကောင်းပြီးခက်မှန်းရခက်တယ်စောနာတမန်တော်တပိုင်းကောင်ထက်တောင်ပူချရခက်တယ်လို့ gas ကတွေးနေပါတယ်မြတ်မြတ်တတတိုက်ရင်တော့ငါနိုင်မှာမဟုတ်ဘူးစောက်ကျင်ရောက်ရမယ် ဒီလူကိုကြောက်အောင်ချက်ရမယ်ဆိုပြီးကတ်စကာရူကိုပါဖမ်းပြီးသွားပြီလို့ပြောလိုက်တာနဲ့ဂတ်စကာအဆက်မပြတ်ထိုးနေတဲ့ဓာတ်ကိုဆွဲဖမ်းလိုက်ပါတယ်။ဆပီကိုကဓာတ်ကိုပြန်ဆွဲပေးမယ်မရပါဘူး။မင်းကဘာကောင်မှမဟုတ်ဘူးကွာစောက်ကလေးရ။ငါလက်ဖွားတွေကအကြီးထူနေပြီလို့ပြောရင်းနဲ့တန်လက်နဲ့ဓာတ်ကိုရိုက်ချိုးပစ်လိုက်ပါတယ်။ crossbow နဲ့ပါတစ်ဆက်တည်းပစ်လိုက်ပေမဲ့ဆပီကိုကငုံဆောင်ပြီးဂတ်စရဲ့ဘုံကိုအလစ်တော့ပြန်ပစ်ပြီးအခွင့်ရေးရုံထွက်ပြေးသွားပါတယ်။ ဒါလောက်လူအများကြီးနဲ့တော့နင်တို့ကအနဲ့ရောင်ဓာသမားကိုဂူရဲဝင်မလောင်မတားနိုင်ကြဘူးလားဆိုပြီးအပေါ်ဝါအဆောင်တွေကို Fanny's ကလှိမ့်ပိတ်ရိုက်နေပါတယ်ကျွန်တော်မျက်စိထဲမှာတော့ Fanny's ကတော်တော်ဆောက်ရည်မပါတဲ့ကောင်မပါကိုရန်ကတစ်စက်မှဆောက်ဖြစ်မရှိပဲလီလီလာလာဆရာကြီးဆိုင်လာဖမ်းနေတာပါကျွန်တော်သာဆိုရင်တော့ဆောက်ခွက်ပြန်ထိုးပားရိုက်ပြီး BJ ပေးခိုင်းပြစ်မှာပါ Holy Sea ဝင်တဲ့အတူရှိနေတဲ့ Joachim ကတော့အရေးတစ်ခုကိုမြင်လိုက်တာကြောင့်လိုက်လာရင်လိုက်လာရင်နီနာတို့ Cascaro စီကိုရောက်လာပါတယ် ။ဒါလို့ဖြစ်အောင်လဲအရေးထဲကဒီမျက်လုံးတစုံကတမင်များခေါ်ပြီးတွေ့အောင်လှုပ်ပေးလိုက်တာပါ။နီနာကတော့အရန်အံ့ဩနေပြီးရှင်အသက်ရှင်နေသေးရလားလို့မေးလိုက်ပေမဲ့ယိုအာခင်းကတော့ဒီကြောက်ဆောင်နေနောက်မှာဒိတ်ချီတွေရှိရလို့အလန့်တကြားအော်ပြင်းတိုင်လိုက်ပါတယ်။ကက်စကာကပါအောက်ရောက်ခံနီးမှာကျိုးဖြီပြီးခုံဆင်းသွားတာကြောင့်မတက်တာတော့ပဲအီရှီဒိုရောပါကျိုးနဲ့ခုံဆင်းပြီးလိုက်ရပါတော့တယ်။ဒါပေမဲ့အောက်ထိမရောက်လိုက်ပဲဂျားမာရင်ကျိုးနဲ့တက်နေရကြောင်းအဖမ်းမခံလိုက်ရပါဘူး။ gas ကိုအကြောင်းဆုံးပြောရင်တောင်းမန်တို့ gas ရဲ့ဝန်နေဒေါ်လာထွက်နေရဲ့မျက်နှာကြီးကိုမြင်ပြီး ishiduro တယောက်အားငယ်မြဲ့ရေးပါဝဲပြီးငုံမိပါတယ်။ဘာပဲဖြစ်ဖြစ်ကလေးရတော့ကလေးပါပဲ။လေစာအားကြရတဲ့သူတယောက်ရဲ့အပြစ်တင်မကျေနပ်တဲ့မျက်လုံးတွေကိုခံနိုင်စွမ်းမရှိပါဘူး။လောလောဆယ်တော့ gas ကောက်ဖမ်းခေါ်သွားလို့လှမ်းကြည့်နေုံပဲတတ်နိုင်ပါတယ်။ညဘက်ရောက်တဲ့အခါမှာ gas က albion ဖျားချောင်းစီသွားတော့ luca ကပါကလေးတွေကိုနှုတ်ဆက်ရင်လိုက်လာပါတယ် gas က luca ကိုမင်းတေချာစဉ်းစားအောင်တော့ ငါမင်းအသက်ကိုအာမမခံနိုင်ဘူးငါအတွက်လည်းအနှောက်ယှက်ဖြစ်တယ်လို့ပြောတော့အီရှီဒိုရောကလည်းမလိုက်တဲ့အကြောင်းမင်းကလေးတယောက်တည်းအန်တီအများကြောင်းတန်ရုံလိုက်ပါလေမင်းရောပဲမင်းကဘာကိစ္စထက်လိုက်မှလဲလို့ကတ်စ်ကမေးတော့ကြုတ်ကြောင်းနဲ့ကြုတ်ပါလို့အီရှီဒိုရောပြန်ပြောလိုက်ပါလေအတွေ့အထဲမှာတော့ငါအမားအတွက်ငါပြန်လုပ်ပေးရမယ်ဆိုပြီးအပြစ်ကြေအောင်စွမ်းဆောင်ပေးခြင်းနေပါလေကျမလည်းကလေးနှစ်ယောက်အတွက်စိတ်ပူတတ်တယ်ပြီးတော့ကျမပိုင်ရှင်းအတွက်လည်းအထောက်ကူဖြစ်စေရပါမယ်လို့လူကားပြောတော့လှုပ်ချင်တယ်လို့သာလှုပ်ဆိုပြီး gas ကဂီယူမဆိုင်တဲ့ပုံစံနဲ့ပြောလိုက်ပါတယ် ကြံခဲ့ကောင်မလေးတွေကတော့လူကောက်စိတ်ပူနေပြီးအန်ဒီကင်းကင်းပြန်လာနိုင်ဖို့ဆူတောင်းပေးနေကြပါတယ်။ဂတ်စတိုဥတီပြေးသွားနေတယ်။ဖះเจ้าရဲ့ထိတ်ဆုံးမှာတော့အရေးတစ်ခုက Holy See တစိတော်ပေါ်မှာမိမ့်မိမ့်ကြီးထိုင်နေပါတယ်။ပက်ကလည်းနီနာနဲ့ကတ်စကာရိုရဲ့တီနီယာကိုရှေ့ရသွားပြီးလိုက်ရှာနှင့်နေပါတယ်။နီနာကတော့ကဲပေါင်းမိုင်းလူကာကြီးဆိုပြီးအကြောက်လွန်နေပါတယ်။ကြောက်နေရာကနေအနားမှာရှိတဲ့ဤလိန်ကိုအပြစ်မြင်လာပါတယ်။ဤလိန်ကိုတွန်းချလိုက်ပြီးအားလုံးကနင်းကြောက်ကြီးပဲ။ နင်ငါဘွားလေးကိုယောက်လာကလေးကကောင်းတာဘာတစ်ခုမှကိုမဖြစ်လာဘူးမကောင်းတာတွေကြီးပဲငါနင်းကိုစောက်ရှောက်ပြီးခဲ့တော့ဘာလို့ဒလူတွေဖြစ်လာရတာလဲငါ့ကြောင့်မှအမြဲတမ်းဘာလို့ဒလူတွေဖြစ်နေရတာလဲဆိုပြီးပြောလဲပြောငိုလဲငိုရင်းနဲ့တခါစိတ်ပြေသွားပြီးဤလင်းကိုဖက်လိုက်ပြန်ပါတယ်တောင်းမှန်ပါတယ်တောင်းမှန်ပါတယ်ဤလင်းစောစောငါပြောခဲ့တာကြီးစိတ်ထဲမှာမပါပါဘူးဟာဆိုပြီးပြန်တောင်းမှန်ပြန်ပါတယ်မိမသားလေးဖြစ်ကလေးလေးဖြစ်တာကြောင့်နီနာတယောက်ကြောက်စိတ်လွန်ပြီးအပြစ်တင်မိနေတာပါအဲ့ဒီချိန်မှာပဲမော့ဂတ်စ်ရဲ့နောက်လိုက်နှစ်ကောင်ရောက်လာပြီး မင်းတို့နှစ်ယောက်ထဲကတယောက်လိုက်ခဲ့ဘသူဖြစ်ဖြစ်ရရဲဆိုပြီး ခေါ်လိုက်ပါတယ်ဘသူမှမထွက်လာတော့နင်လာခဲ့ဆိုပြီးကတ်စကာကိုခေါ်လိုက်ပါတယ်အဲ့မှာပဲရုတ်တရက်နင်နေခဲ့တော့ဟိုတယောက်လိုက်ခဲ့နင်ငယ်ချင်းကိုဖမ်းခေါ်သွားတာတောင်နည်းနည်းလေးမှကူညီဖို့မစူးစမ်းခဲ့ဘူးနင်ကနင်းအတွက်နေမဲကြည်တာနင်းလုံငကြောက်တွေကိုငါမုန်းနေဆိုပြီးနီနာကိုနှိပ်စက်ဖို့စွတ်ခေါ်သွားပါတယ်စုံစမ်းစစ်ဆေးမှုတွေရတော့မင်းတို့ထဲမှာစုံမတယောက်ရှိရဲ့လို့ငါတို့ကြားထားတယ်အခြားသူတွေအကုန်စစ်ဆေးပြီးစုံမမင်းတို့နှစ်ယောက်ထဲကတယောက်ပဲဖြစ်မယ်လို့ပြောတော့နီနာက ီလင်းုံသာဆုံးမပါဆိုပြီးပြောရင်ငါနှိပ်စက်မခံရတော့ဘူးလို့တွေးမိသွားပါတယ်။ဒါပေမဲ့လူကာရဲ့စကားတန်တွေကိုပြန်ချားရောင်လာတာကြောင့်မပြောဖို့ဆုံးဖြတ်ပြီးမှားဤလူကာကြီးကျွန်မကိုအမရဲ့တက်တီတွေကနည်းနည်းလောက်မျှပေးပါအောင်လို့ရည်ရွယ်ရင်းနှိပ်စက်မှုကိုကြိတ်မိတ်ခံဖို့အတင်းလိုက်ပါတယ်။ဒါပေမဲ့ဒါပေမဲ့တကားကိုဖွင့်လိုက်ပြီးအထက်အနှိဋ္ဌာယုံတွေကိုမြင်လိုက်ရတာနဲ့ဘာမှမပြောနိုင်မဲ့အကြာကြီးငိုင်သွားမိပါတယ်။ပြီးကမှအသိစိတ်ပြန်ဝင်လာပြီးအလန့်တကြားအော်မိယုံမိပြီးမဲ့ဘလို့မှမရတော့ပါဘူး။တနာစရာပါပဲ။ ကယ်ဖို့လာတဲ့ guest တို့ဟာဖះเจ้าခြေအထိရောက်လာကြပါပြီ။ဘာဖြစ်တာလဲ။အမတ်သားတထုတ်ထုတ်ခုန်နေရပဲ။ဧကန်နာတမန်တို့ရှိနေရလား။မဟုတ်ဘူး။အဲ့ဒါထက်ပိုဆိုးတဲ့အကောင်ပဲ။ဒီနေရာမှာတခုခုတော့မှားနေပြီလို့ guest ကခံစားမိနေပါတယ်။ယောက်ဖားတို့ကျွန်တော်တခုအကူညီတောင်းစရာရှိပါတယ်။ကျွန်တော် YouTube channel ပြင် Facebook page ပါထောင်ထားတာကြောင့် follow လုပ်ပေးစေချင်ပါတယ်။ YouTube မှာပုံမှန် view ရနေပြီမဲ့ Facebook မှာတော့ဘယ်သူမှမရှိရကြောင်းယောက်ဖားတို့လာပေးကြပါဦး။ ဖီဒီယိုရီရောဟိုးရင်ကလေးကတင်ခဲ့တဲ့ Avatar Dilas Airbender နဲ့အခုတင်နေတဲ့ဘာစာကိုပါပြန်တင်မအောင်မေးကြည့်ပြီးသားတွေဖြစ်လို့ Facebook မှာဗီဒီယိုတွေပြန်မကြည့်လဲရပါတယ်ဒါပေမဲ့ post လေးတွေတွေ့ရင်တော့ like comment တွေတစ်ခုခုလုပ်ပေးမှန်းပေးရင်ကျွန်တော်အများကြီးကူညီရရောက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင် channel ကို subscribe လုပ်ပေးသွားကြပါဦး